ကယ်ဒမီရပြီးမှယင်သီးတဲ့စကားတွေကိုရစရာမရှိအောင်ပြောနေတဲ့ရှူလေးဗိတ္တမြရှင်ရှူလေးကအမတွေဖိုးမှသစ်ရှင်းစူးစမ်းလာရင်အခုဆိုရင်အကယ်ဒမီ စုကြည်ကိုရသွားပါပြီတခြားသောမိန်းမတွေနဲ့မတူတာကတော့ရှူလေးကမဟုတ်မခံစိတ်ထားလဲရှိပြီးသူ့ကိုလာပြောတဲ့သူကိုပခနဲနဲ့ပြန်ပြောတတ်တာဖြစ်ပါတယ်တချို့တွေဟာရှူလေးရဲ့အကောက်အစမဟုတ်ရလားလို့ထင်ရလောက်အောင်စွာတဲ့သူဖြစ်ပါတယ်ရှူလေးကတချိန်ကတော့ အိမ်တောင်ရှိတဲ့အမျိုးသားတယောက်နဲ့တွဲခက်ဖူးပြီးတော့မပြစ်နိုင်တော့လို့လမ်းခွဲလိုက်ရပါတယ်။အိမ်တောင်ရှိတဲ့အမျိုးသားကိုမိမကောင်းတွေကမပတ်သက်ပေမဲ့ရှူလေးတို့ကတော့ဈေးဝယ်စင်တာထဲမှာတော့အနမ်းတွေပြီးနေခဲ့တာပါ။အဲ့ဒီနောက်မှာတော့လမ်းခွဲလိုက်ကြပြီးတယောက်တည်းတောက်ပနေတဲ့ရှူလေးကသူ့ကိုလာပြောရင်လဲဆက်ဆက်ထိမခံဖြစ်လာပါတယ်။အခုလဲဇလန်းတွဲတစ်ကိုတင်နေတဲ့အချိန်မှာရှူလေးကဝေဖန်တဲ့သူတွေကိုရကြရမရှိအောင်ပြောနေသူပါ။သူ့ကိုဝေဖန်တဲ့သူတွေကို အောက်တန်းစား ။အော်လီတေရှင်းစိုးအဖေမရှိတဲ့ကောင်စတဲ့စကလုံးတွေနဲ့ပြောနေလို့အားလုံးကအောင်းအောင်းတင်နေရပါတယ်။နာမည်ကြီးမင်းသမီးဆိုတဲ့ဂုံကိုတောင်မထိန်ပဲပြန်ပြောနေတာဖြစ်လို့ရှူလေးကအယိုင်းယိုင်းတဲ့ဆိုတာလက်ခံသွားပါတယ်။ရှူလေးကသူ့ကိုဝေဖန်တဲ့သူတွေက အားပေးတဲ့သူတွေမဟုတ်ပဲသူ့ရဲ့ breaker အစ်စ်အမှန်ဆိုရင်မဝေဖန်ဘူးလို့ဆိုပါတယ်။ breaker မစစ်မမှန်တဲ့သူတွေကပဲလာပြောကြတာဖြစ်လို့အကအစ်စ်တွေရက်စရာမရှိအောင်ပြောဆိုခဲ့ပါတယ်။ ရှူလေးကအစင်မပြေတဲ့ဘဝကနေ ရောက်လာခဲ့တာဖြစ်ပြီးဘဝကကြမ်းတမ်းခဲ့ပါတယ်။တချို့တွေကဘဝအကျမ်းပေမဲ့နှုတ်ကတော့ရှူပါတယ်။ရှူလေးကတော့ဘဝရောနှုတ်ရောကြမ်းနေခဲ့တာပါ။နာမည်ကြီးမိမိတယောက်ကဒီလောက်ထိပြန်ပြောမယ်လို့မထင်ထားကြပဲအားပေးမဲ့သူတွေတောင်းရော်လာပါပြီ။ရှူလေးကအကယ်ဒမီရပြီးမှပြောင်းလဲသွားပြီးမတူတူလိုမတန်တလို့ဆစ်ဆန်တဲ့စိတ်နှလုံးလေးလေးပေါ်လာခဲ့ပါတယ်။ ရှူလေးကစိတ်ခံစားရှိကိုဦးစားပေးလို့ရှိပြီးဆက်ဆက်ထိမခံပြန်ပြောတက်လို့မကြာခဏလည်းအရှိကွဲခဲ့ရပါတယ်။အခုလဲရှူလေးကသူ့ဝယ်ဝေဖန်ရင်တော့ရှင်တီရိုင်းဆိုင်တဲ့စကလုံးတွေနဲ့ပြောဆိုတောင်းအောင်မှာပါ။နိုင်ငံချမ်းမှကတော့အနုပညာရှင်တွေကနာမည်ပြသွားရင်ဆက်လက်ရပ်တည်လို့မရပေမဲ့မြန်မာနိုင်ငံမှာတော့မျက်နှာပြောင်ဖို့ပဲလိုအပ်ပါတယ်။အစဲခံရလေအောင်မြင်လေဆိုတဲ့စိတ်ထားကိုလက်ကင်ထားတာကြောင့်ရှူလေးကတော့ဆိုရှယ်မီဒီယာမှာတောင် ာမဆောင်နိုင်အောင်ကြမ်းတမ်းနေပါပြီ။နာမည်ကြီးမင်းသမီးဖြစ်ပေမဲ့ပပလက်မှာဆဲဆိုနေတဲ့ရှူးလေးကိုဆက်ပြီးအားပေးမှလားဆိုတာကွန်မန့်မှာပြောပြပေးခဲ့ပါအောင်ချင်းကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။